ဒီခန်းတော့တည်တည်နဲ့အတူထွာလေးတွေပါเนาะရှေ့မှာတော့ပြောဖို့ကြံခဲ့တာတွေရဲ့အော်ထပ်မှန်ပြီးတော့ဟိုကြားဖူးပြီးတော့တည်တည်နဲ့ဟာတွေပေါ့ဒါမှထပ်လေ့လာတဲ့အချိန်ကြရင်အရှင်းပြအောင်လို့ပါအဲ့တော့ဒီ course မှာ error function အကြောင်းကိုပြောခဲ့တယ် error function နှစ်ခုရှင်းပြခဲ့ပါတယ်တကယ်တော့ error function ကနှစ်ခုလည်းမဟုတ်ဘူးအများကြီးရှိပါတယ်ထပ်မှန်လေ့လာရင် error function တွေအများကြီးရှိတယ်ဆိုတော့တွေ့ပါလိမ့်မယ်နောက်ခုတည်းရမှာ look at minimum မှာ gradient design ရဲ့အလုပ်လုပ်ပုံကိုပြန်ကြည့်အောင်အဲ့ဒါရှုံးလို့ကျွန်တော်တို့ gradient design နဲ့တွက်တဲ့အခါမှာ ောဒီ global minimum point ကို ရောက်တာမဟုတ်ပါဘူးအဲ့ဒါတဖြည်းဖြည်းနဲ့လျှော့လျှော့လာတဲ့အခါအနည်းဆုံးဖြစ်တဲ့ local minimum point ကိုရောက်တာသာဖြစ်ပါတယ်ပြီးရင် gradient descent ကဒီနောက်မှာပဲ stack ဖြစ်နေပါလိမ့်မယ်ဒါကိုဖြည့်ရှင်းဖို့နည်းလမ်းကတော့ random reset လုပ်ဖို့ပါပဲအရင်ယူရှင်းပါတယ်ကြာပန်းရွေးထားတဲ့ random နေရာကနေပြီးတော့အသက်ဆိုင်ရာ gradient descent တွေကိုတွက်ချက်ပါမယ်ဒီနည်းနဲ့ global minimum ကိုရရှိနိုင်ပါတယ်အကောင်းဆုံးအဲ့ဒါအနည်းဆုံး local minimum က global minimum ဖြစ်နိုင်ပါတယ်ဒါကတော့ restep ပေါ့နော် random restep လို့ခေါ်ပါတယ်နောက်သိတင်တာက landing rate ပါညွေ network မှာ landing rate တန်ဖိုးဘယ်လောက်ထားဖို့ရှိလဲလို့မေးဖို့ရှိပါတယ် landing rate ကြည့်ရင်ခြေလမ်းကြီးပြီးတော့ error ကိုရောက်တည်တိုင်အောင်ကျော်သွားပြီးတော့ chaos ဖြစ်နေတတ်ပါတယ် landing rate သေးလို့ရှိရင်တော့ step တွေကသေးငယ်ပြီးတော့ minimum နေရာကိုရောက်ဖို့အခွင့်အရေးပိုများပါတယ် landing rate သေးလို့ model landing လောက်တာကတော့ နေသွားမယ်။ဒါပေမဲ့ရေဘူးအားဖြင့်မော်ရယ်ကအလုံးမလုပ်ဘူးဆိုလို့ရှိရင် landing rate ကိုချော့ချပေးရမှာပဲဖြစ်ပါတယ်။မော်ရယ်ကမှန်ကန်တဲ့ solution နဲ့နှီးစပ်နေပြီဆိုရင်တော့အဲ့ဒါအကောင်းဆုံး landing rate ပါပဲ။နောက်တစ်ချက်ကတော့ local minimum ရဲ့ပြဿနာကိုဖြေရှင်းဖို့ momentum ဆိုတဲ့နည်းလမ်းမှာ gradient descent လုပ်ရမှာအမြန်နှုန်းနဲ့သွားပြီးတော့ stack ဖြစ်နေတဲ့အနေဆုံး minimum ကိုရှာတာပါပဲ။ normal gradient descent တော့ local minimum ရှာတဲ့နေရာမှာအနေဆုံး point ကိုအနေဆုံးနဲ့အနည်းဆုံး point ကိုပဲတွေ့မှာဖြစ်ပါတယ်။ momentum ကတော့ previous step 3လေးခုကို average ယူထားတဲ့0နဲ့1ကြားမှာရှိတဲ့ constant တစ်ခုပါပဲ beta ပေါ့ previous step ကို1နဲ့မြောက် now step ကို b နဲ့မြောက် now step ကို b square now step ကို b ကျုနဲ့မြောက်ပြီးတော့ရလာတဲ့ step တွေနဲ့လှမ်းသွားရင် global minimum နေရာကိုရောက်နိုင်ပါတယ် global minimum ကိုအနည်းငယ်ကြော်သွားတည်တံ့အောင်အနည်းဆုံး point ကိုရှာဖွေနိုင်ပါတယ်ကြည့်ရတာမသေးကြသလိုရှိပေမဲ့တကယ်တမ်းလက်တွေမှာကောင်းမွန်စွာလုပ်နိုင်တဲ့ algorithm ဖြစ်ပါတယ်ဒါကြောင့်ဆက်လက်လေ့လာသင်တဲ့ technique တစ်ခုဖြစ်ပါတယ် 龟田义将使用。